ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Football King ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီအားနဲ့ချက်တွေကိုမပြင်းစင်နိုင်ဘူးဆိုရင်၁၁ရောက်ချင်းကန်လင်းရှုံးမှာပဲ Mariska Chelsea အင်္ဂလိပ်မှာပဲ Brighton 1-3နဲ့ရှုံးနေခဲ့တယ်ဒီဘက်မှာ Chelsea ရဲ့နီးပြ Anso Mariska ရဲ့အသင်းဟာဥဆောင်ငိုးရပြီးတော့မိုင်းကိုရှုံးထားခဲ့တဲ့ရှုံးပွဲကနေပြန်လာနိုင်တော့မယ့်ရိပ်ရောင်တွေပြသနိုင်ခဲ့ပါတယ်ဒါမဲ့ Chalobah ထုတ်ခံလိုက်တာကြောင့်ပွဲကိုဆက်ရောက်ထင်းနဲ့ဆက်ပြီးတော့ကစားနေရချိန်မှာတော်လေးရုန်းကန်ခဲ့ရပြီးဂိုးလုံးဂိုးပြရှုံးပွဲစီဥတီသွားခဲ့ရတာပါ ဒါပြီးခဲ့တဲ့ဘက်ကမန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာကိုးမောင်ရောဘတ်ဆန်းချက်အနီးကနေထုတ်ပယ်ခံလိုက်ပြီးချဲစီတဲ့နှစ်ပွဲဆက်တိုက်အနီးကပြခံခဲ့ရခြင်းလည်းဖြစ်ပါတယ်။ဒီဘက်မှာချာလိုပါပွဲချိန်53မိနစ်မှာ Brighton Diogo Gomez ကိုဥပဒေပါကျန်းတဲ့သားကစားခဲ့တာကြောင့်အနီးကနေထုတ်ခံလိုက်ပြီးတော့ဇေယောင်ထင်းနဲ့ဆက်ပြီးတော့ကစားစီခဲ့ပါတယ်။အနီးကပြသနာချဲစီရဲ့အားနည်းချက်တစ်ခုဖြစ်လာခဲ့ပြီးတော့နှစ်ပွဲဆက်တိုက်ဇာမတယောက်စီထုတ်ခံတာကအသင်းအစည်းကမ်းပိုင်းနဲ့စိတ်တဲ့ပန်ရှာရီကိုထိခိုက်စေခဲ့တာပါ။ချာလိုပါချဲစီခန်းစီရဲ့အဓိကကစားမဖြစ်ပြီးတော့သူရဲ့အနီးကပ်ကချဲစီနောက်တန်းအားနေသွားစီခဲ့ပါတယ် ဒါနဲ့သိမကြခင်မှာပဲ Brighton က Danny Webber ခြေပါကိုပြန်လည်ရရှိသွားခဲ့တာပါ။ဘွဲပီကန်နီ Madison Di Cooper နဲ့ Webber တို့ကနောက်ထပ်နှစ်ကိုးစရိုက်ထပ်ပြီးတော့တွင်းသွားခဲ့တာကြောင့် Chelsea ရဲ့ရှုံးကအင်ကွန်းကပဲပြတ်သားသွားခဲ့ရပါတယ်။အနီးကကြောင့် Chelsea ကနှစ်ပွဲစရိုက်အားနည်းတဲ့အသင်းဖြစ်ကစားခဲ့ရပြီးလို့ဒါအသင်းရဲ့စီကမ်းမိုင်းနဲ့နီးပြားလေးကြိမ်မှာပြဿနာရှိနေအောင်ကိုညွှန်ပြနေပါတယ်။ Chalobah ရဲ့အနီးကနောက်ပိုင်း Chelsea ရဲ့နောက်တန်း Brighton တိုက်စစ်ကိုထိရောက်စွာထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ Chelsea ရဲ့နောက်တန်းအလွယ်လွယ်ချော်ချော်လေးဖြစ်ပြီးတော့ Brighton ကဒါကိုထီးမိမိအသုံးချသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ချာလိုဝါထွက်သွားပြီးတဲ့နောက်ချဲစီရဲ့ခံစစ်ကြောင်းမှာအားနည်းချက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။အထူးသဖြင့်ဒန်နီဝဲဘက်ရဲ့ဂိုးနှစ်ခုဟာချဲစီရဲ့နောက်တန်းနေရာယူမှုအနေထားမမှန်ကန်တာတွေကိုထင်ရှားစေခဲ့ပါတယ်။ဖုတ်ဘောဂိမ်းမှာမောင်ဖိုင်ဖိုင်ရှင်းနဲ့စပေါ်ရီဇုံတို့မှာကစားလို့ရပြီးတော့မြန်မာချင်းမြန်မာ application နဲ့ဘော်ဒီတပွဲကိုကြက်ဆယ်သိန်းကြီးကစားလို့ရနေပါပြီ။ဒါပြင်မြန်မာချင်းနဲ့ပထမပိုင်းဒုတိယပိုင်းနေပြင် slot game ပေါင်းများသောလည်းကစားလို့ရမှာဖြစ်ပါတယ်။ တောင်မှမကျင်တဲ့သေးဘူးဆိုရင်ဘတ်မန်ရှေးအိတ်မှာလဲကျွဲကိန်းအဖိုးကြီးကိန်းအစားရှိတဲ့ damage store ဂိမ်းပေါင်းများစွာကိုကစားနိုင်တာဖြစ်လို့တရားခိုင်နှုန်းငွေကြေးယုံကြည်စိတ်ချစွာကစားခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်39 63လုံး03လုံး53လုံးကိုခုပဲဆက်သွယ်လိုက်ပါ Opera တို့တခုတရင်ကောင်းပြောရမယ်ဆိုရင်တော့ Mount 55ရှင်းနဲ့ Sporty Zone တို့မှာဘောလုံးပွဲတွေကိုလည်း Die Eye Live ကြည့်ရှုလို့ရပါပြီ။ Chelsea ကဘောလုံးပိုင်ဆိုင်မှုတာခဲ့ပေမဲ့ Brighton ထိုးပေါင်းမှုတွေကိုထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါက Chelsea နောက်တန်းအားနည်းချက်တွေရှိနေသေးဆိုတာပြသနေပါရဲ့။ ်ချယ်ဆီရဲ့ကွင်းနယ်ဟာလည်းအနီကပ်ပြသခံပြီးတဲ့နောက်မှာ Brighton ကွင်းလယ်ပိုင်းကိုထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ White Sky Zero နဲ့ Enzo Fernandez ဆိုတာ Brighton ကွင်းလယ်နဲ့ Brazil Line တွေဖိအားတောင်ခံနိုင်မရှိခဲ့ကြပါဘူး။ Brighton ကွင်းလယ်မှာဘောလုံးပိုင်ဆိုင်မှု48ရာခိုင်နှုန်းတတ်တတ်နဲ့အခွင့်အဖန်တီးမှု6ချိန်ရှိခဲ့ပြီးတော့ချယ်ဆီရဲ့ကွင်းလယ်ဟာဒါကိုကာကွယ်ဖို့ရုန်းကန်ခဲ့ရပါတယ်။ဒါချယ်ဆီရဲ့ကွင်းလယ်ရဲ့အနေထားနဲ့ဘောလုံးပိုင်ဆိုင်မှုတယောက်စွာအသုံးချနိုင်ခြင်းမရှိတဲ့အချက်ကိုပြသနေပါတယ်။ဆယ်ရောင်းရင်းနဲ့ကစားခဲ့တဲ့ချဲစီဟာတိုင်းစစ်မှာအခွင့်အဖန်ဤမှုအပိုင်းမှာမူလာတုံးကလိုမဟုတ်ဘဲနဲ့ယုံကြည်ချက်တွေပျောက်ဆုံးသွားခဲ့တဲ့ပုံပါပဲ ိုင်းစပန်နဲ့ရရှိလာတဲ့ကွေးတွေကိုအသုံးချနိုင်ခဲ့ပေဒေါကန်တောင်းကန်တွေလုံရင်းနဲ့ပဲပြီးဆုံးခဲ့ရပါတယ်ဒါချဲစီရဲ့တိုင်းစပန်အနေထားတသမတ်တည်းမရှိဘူးဆိုတာကိုပြပါတယ်အချုပ်ဆိုရင်တော့ Brighton နဲ့ပွဲမှာ Chelsea ရဲ့1-3နဲ့ရှုံးနေမှုဟာအနီးကပြဿနာနောက်တန်းအားနေမှုကွင်းလယ်ထိန်းချုပ်မှုအားနေခြင်းတိုင်းစပန်ရဲ့အဆုံးသတ်ညံဖျင်းခြင်းစီကန်နဲ့ပြင်ဆင်မှုအားနေမှုတွေကြောင့်အခုလိုပဲရှုံးနေသွားခဲ့ရပါဒီဆုံးနေမှုဟာ Chelsea ရဲ့အိမ်ကွင်းမှာပထမဆုံးဂိုးပြတ်ရှုံးတာဖြစ်လာပြီးတော့နီဗာမာစကာနေတဲ့နောက်ပွဲတွေမှာဒီအားနေချက်တွေကိုပြင်ဆင်မှုလိုအပ်နေပါပြီ။ မတ်စကပြင်ဆင်နိုင်မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဇုံးကြီးပြည့်အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။